င်္ဂလာပါခစ်တဲ့ဖက်ထွယ်မီဒီယာမှာသတင်းများကိုတင်ဆက်ပေးနေတာမို့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးကြပါအောင်ရှင်အခုပထမဆုံးတင်ဆက်ပေးမှာက TN လက်လေးစုခွာသွားမြေမျိုးများကို PN လေးအပါဝင်တပ်ပေါင်းစုများကအစွမ်းကုန်ကာကွယ်သွားရန်ပြင်ဆင်ထားဆက်တင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်တအောင် TN လက်လေးစုခွာသွားမြေမျိုးများကို PN လေးအပါဝင်တော်လရင်တပ်ပေါင်းစုကအစွမ်းကုန်ကာကွယ်သွားရန်ပြင်ဆင်ထားကြောင်း PN လေးသတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူကပြောကြားပါတယ် တရန်လန်လေကအော်တိုဘာလ29ရက်နေ့တရုတ်ဤဂျာဝင်စစ်ဆန်းမှုဖြင့်စစ်တပ်နဲ့အပြစ်အခက်ရစဲလိုက်ပြီးမိုးကုံနဲ့မုံမိတ်မျိုးများမှဆုတ်ခွာမည်ဖြစ်ကြောင်းတရားဝင်သတင်းထုတ်ပြန်ခဲ့ပါသည် တရံလန်လေးဆုတ်ခွာသွားရင်လည်းကျမတို့ PNL တို့မန္တလေး PDF တို့မော်ကော့ဖြူဟာတို့အခြားတပ်တွေရှိတယ် APSDF တို့ရှိတယ်တပ်တွေအခြားတပ်ပေါင်းစုတွေကတော့အစွမ်းကုန်ကာကွယ်သွားမှာပါဒါပေမဲ့တကယ်လို့မြို့ထဲကိုသူတို့ဝင်သွားပြီးကိုဘက်ကမကာကွယ်နိုင်လို့ဝင်သွားခဲ့ပြီဆိုရင်တော့သူတို့ကထုံးစံအတိုင်းရန်သူတပ်ကတော့အဆိုးမရဘူးဆိုတော့သူတို့မိဆိုရင်လည်းဆိုမယ်ဖျက်ရင်လည်းဖျက်မယ်ဆိုတော့အဲ့ဒီအန်ဒီရဲ့ကိုကြည့်ပြီးတော့တချို့လေရွှေသိပြောင်းတဲ့လူတွေအနေနဲ့ရွှေပြောင်းထားရင်လည်းမမှားဘူးနောက်ပြီးတော့လေဝိုင်းတိုင်းမဲ့ ဖွဲ့တွေကာကွယ်ပေးမဲ့အဖွဲ့တွေကိုလည်းစိတ်တဲ့ပိုင်းအရာရောငွေကြေးပိုင်းအရာရောဝိုင်းပြီးဆောက်ဆောက်ပေးဖို့ကူညီပေးဖို့နောက်ပြီးတော့ဒီလောက်အထည်လည်းအရန်ဆိုရင်ကြောင်းလက်မနေချဖို့မိဘပြည်သူတွေကိုတိုက်တွန်းချင်ပါတယ်လို့ PLA သတင်းပြန်ကြားရေးတာဝန်ရှိသူကပြောကြားပါတယ်တရန်လန်လေးကလက်လွတ်ဆော့ခွာရန်စီနေတဲ့မိုးကုံးမျိုးနဲ့မုံမိတ်မျိုးပေါ်သို့အကြမ်းမဲ့စက်ကောင်စီတပ်ကမျိုးတဲ့သူတည်င်းပေးများဆင်လော့ထားပြီးဒီပေကျင်းမျိုးနဲ့ဗမာဝင်ရောက်ရန်စတင်လှောက်ရှားနေကြောင်း မော်ကောမျိုးနဲ့မုံမင်းမျိုးတို့မှတင်ရလန်လေးတက်များစောက်ခွာသွားမည်ဟုကြေညာပြီးနောက်ရင်းမျိုးနှမျိုးကိုစက်ကောင်စီကပြန်လဲထင်းချုပ်နိုင်ရတဲ့အတွက်စူးစမ်းလေးရစီရန်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အသီးသီးကလည်းရင်းမျိုးများကိုအစွမ်းကုန်ကာကွယ်သွားမည်ဖြစ်ကြောင်းအသီးသီးထုတ်ပြန်ကသတိပေးထားပါတယ်မုတ်ကုံမျိုးတို့မုံမိတ်တို့မှာတော့မြို့ပေါ်တွေမှာစည်ရဲလှူစားတာမရှိသေးဘူးဖော်တော်လန်းဆောင်မှာပဲတိုက်ပွဲစီနေတာနှာပြီးတော့တွင်းငယ်နားတွေတနန်းကားစတုံးနားတွေမှာတော့တိုက်ပွဲလေးတွေကြိုးစားကြိုးစားစီနေ သူတို့ကဒုံးနဲ့ခြားတာလေရင်နဲ့ခြားတာတွေစီးနေအဓိကကတော့ဖော်တော်လန်းဆောင်ဘက်ကအသက်အတန်ထိုးနေတာအရင်က9မိုင်း9မိုင်းကလည်းသူတို့ရှားသွားပြီဆိုတော့ဖော်တော်လန်းဆောင်မှာအပြန်လန်းတိုင်နေတယ်။နောက်ပြီးတော့ကြောက်ကြီးဘက်ကတွေမှလည်းကထားတာတွေစီးနေစက္ခတွေကအဲ့ဒီဘက်မှလှုပ်ရှားနေတာပေါ့မိုးမိတ်ဘက်ကတော့တွင်းငယ်ဘက်နာတတကဆက်သုံးနာလှုပ်ရှားတယ်လို့ PLA တရင်နဲ့ပြန်ဆိုင်ရေးတာဝန်ရှိသူကပြောကြားပါတယ်။ အကြမ်းစစ်တပ်ကတပည့်ချင်းမျိုးနဲ့အတွင်ရှင်အမတ်73တပ်မတော်တပ်မြင့်တင်တန်းချောင်းတတက73မှာမုကုံမျိုးမုံမိန်မျိုးနဲ့အချားမျိုးများမှစုခွာလာသည့်စစ်သားများကို စုဖွဲ့ထားသည့်စစ်မှုထမ်းတပ်သားတပ်များကိုလည်းတင်တန်းပေးကာတိုက်ပွဲဖြစ်ပွားရာနေရာများကိုစစ်ကူလက်နက်ခဲယံရိခါများပို့ဆောင်ပေးနေကြောင်းအလားတူမုကုံမျိုးနဲ့မုံမိန်မျိုးဘော်တို့မှတရင်ပေးမည်သူများလည်းဆေလွတ်ထားကြောင်းသိရှိရပါသည် တတ်တကဆက်တုံးမကမိုးကုံမိုးမိတ်ကပြေးသွားတဲ့သူတွေရောတပည့်ချင်းနဲ့အခြားတက်ကပြေးတဲ့သူတွေရောအဲ့ဒီမှာဆိုရင် နောက်ပါစတွေကိုတင်တန်းပင်းအင်းအားစုပြီးတော့အဲ့ဒီကနေတက်ကူတွေရိတ်ခါတွေလူတွေခဲရန်တွေတတ်တကဆက်တုံးတွေကနေပြန်ပို့ပြီးတော့တိုက်တာတွေရှိတယ်။အဲ့ဒီနားတွေမှာပဲတဆလှဆနေတာမိုးကုံမိုးမိတ်ပတ်မှာတော့စင်ရေလှဆတာမျိုးမရှိသေးပါဘူး။ဒါပေမဲ့ဒလန်တွေရှိတယ်။ဒလန်တွေမျိုးတဲ့လွတ်ထားတာတော့ရှိတယ်။ မြို့ပေါ်မှာကျန်နေတဲ့သူတို့လူတွေရောနောက်ထပ်ပုံစံမျိုးစုံနဲ့လှုပ်ရှားတာတွေရှိတယ်။တက်တဲ့လှုပ်ရှားတာတွေတော့မရှိဘူးလို့ပြန်လည်သတင်းနဲ့ပြန်ကြားရေးတာဝန်ရှိသူကဆင်ပြပါတယ်။လက်ရှိအချိန်မှာပြည်သူ့လွတ်မြောက်ရေးတပ်မတော်အနေဖြင့်သခိုင်းတိုင်း၊မကွေးတိုင်း၊မန္တလေးတိုင်းစံမြင့်နယ်မြောက်ပိုင်းနဲ့တနင်္သာရီတိုင်းဒေသတို့မှာမဟာမေများနဲ့ပူပေါင်းကစေအုပ်စုကိုတိုက်ခိုင်းလျက်ရှိပြီးစစ်ဒေသအသီးသီးမှဆရာနာရှင်စနစ်အမြင့်ပြည့်ရေးအတွင်အကြမ်းမဲ့စေအုပ်စုကိုအလဲထိုးနိုင်ရန် တိုက်ပွဲဆင်နေခြင်းဖြစ်ကြောင်းတစ်ဆယ်နှစ်ဆက်ကွန်ဆက်စရဲ့နှစ်နှစ်ပြည့်ထုတ်ပြန်ကြမှာအတည်ပြုထားပါတယ်ရှင်။ဆက်လက်ပြီးပြင်သစ်တမနာကဒေါ်ဆန်းစုကြည်ထံသို့စာပေပို့လိုက်ပြီးပြင်သစ်နိုင်ငံအနေဖြင့်သူမကိုမေ့မြန်းမဟုတ်ဟုထုတ်ပေါ်ပြောဆိုဆက်တရင်ကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။ပြင်သစ်သမ္မတကဒေါ်ဆန်းစုကြည်ထံသို့စာပေပို့လိုက်ပြီးပြင်သစ်နိုင်ငံအနေဖြင့်သူမကိုမမေ့ပါကြောင်းပြင်သစ်သမ္မတ၏စာမှာထုတ်ဖော်ပြောဆိုထားပါသည် ပြင်သစ်သမ္မတကဒေါအောင်ဆန်းစုကြည်တို့လိမ့်မှု၍စာရေးသားခဲ့ခြင်းဖြစ်ပြီးရင်းဆောင်ကိုကင်အရီတန်တို့ပြပို့ခဲ့ပါတယ်။အဆိုပါစာမှာဒေါအောင်ဆန်းစုကြည်၏ကျမ်းမာရေးအတွက်အလွန်စိုးရင်ပူပန်ကြောင်းမြန်မာနိုင်ငံမှာ၅နှစ်နေပါအကျယ်တဲကာလအတွင်းအခြေအနေများကိုလည်းအလေးပေးပြောဆိုထားပါတယ်။အကြမ်းမဲ့စတက်ကမတရားဖန်ဆီးထားတဲ့ဒေါအောင်ဆန်းစုကြည်ဤကျမ်းမာရေးအခြေအနေကိုအလွန်စိုးရိမ်ပူပန်ပြီးချက်ချင်းလုပ်ပေးရန်ပြင်သစ်သမ္မတကတောင်းဆိုထားပါတယ်။ မြန်မာစစ်တပ်၏မတရားဖမ်းဆီးချုံနောက်မှုခံနေရတဲ့ဒေါ်ဆန်းစုကြည်ကိုပြင်သစ်နိုင်ငံအနေဖြင့်မမေ့ချောင်းစစ်တပ်အနေဖြင့်ဒေါ်ဆန်းစုကြည်ကိုဖမ်းဆီးချုံနောက်ထားမှုကိုအဆုံးသတ်ရန်လည်းတောင်းဆိုထားပါတယ်။ပြင်သစ်သမ္မတ၏အဆိုပါပေးစာမှာအော်တိုဘာလ၃ရက်နေ့မှာပြပုခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။ ဒွါဆန်းစုကြည်၏သားဖြစ်သူကင်အရစ်ကလည်းပြင်သစ်သမ္မတ၏စာကိုရရှိထားပြီးပြင်သစ်နိုင်ငံကောင်ဆောင်နှင့်ပြည်သူများကတနင်္ဂနွေနာထားပြီးအမြဲတမ်းထောက်ခံအားပေးမှုအတွက်အထူးကျေးဇူးတင်ရှိကြောင်းပြင်သစ်နိုင်ငံနိုင်ငံသား၏ဝင်ကြီးဌာန၏မြန်မာအတွင်းအထူးကိုယ်စားလှယ်မစ္စတာခရစ်စတန်လက်ဆယ်ဗီမှသိမ်းပြင်သစ်သမ္မတမက်ခရွန်ထံမှဒွါဆန်းစုကြည်ထံသို့ပေပိုတီပုံကိုရေးစာကိုလက်ခံရရှိခဲ့ကြောင်းတင်ထုတ်ပြန်ထားပါသည် စာထဲမှာတမရကောင်မိမိရဲ့ကျမကြီးအနေအထားကိုစိုးရင်ပူပန်ချဖော်ပြသလိုမိမိအပါအဝင်တမရအဝင်မြင့်နဲ့နိုင်ငံရေးအကျဉ်းသားအလုံးကိုချင်းချက်မရှိချက်ချင်းလွှတ်ပေးဖို့ပြည်တဲ့နိုင်ငံမှာတခါထပ်မံတောင်းဆိုကြောင်းရေးသားထားပါတယ်အသက်ကြီးလာပြီဖြစ်တဲ့ကျွန်တော်မိမိဟာအချုံအနောင်ထဲမှာကျမကြီးမကောင်းတော့ပါမိမိဟာနိုင်ငံလွတ်လပ်ရေးအတွက်သူ့ဘဝတသက်တာတခြားစူးစမ်းဆောင်ရွက်ခဲ့သူဖြစ်တဲ့ မေမေလွန်မြချင်းဟာလူအခွင့်အရေးနဲ့လူကုန်တိုက်ခါအတွက်တာမကောင်မြန်မာပြည်ရဲ့လွန်မြရေးနဲ့ငင်းချမ်းရေးအတွက်လည်းအရေးပါဆုံးဖြစ်ပါတယ်။ပြင်သစ်နိုင်ငံရဲ့တနာကယူနာတရားအာပေမှုနဲ့မိတ်ဆွေကပိသားချင်းတို့အတွက် ကျွန်တော်လှိုင်းလိုက်လေးလေးခန်းစားရပါတယ်။ဒါဟာအမှန်တရားငင်းချမ်းရေးနဲ့လွန်မြရေးတို့ကိုနှုတ်ပိတ်ထားလို့မရဘူးဆိုတာကမာတဝမ်းကလူတွေကိုအတိပေးလိုက်တဲ့စိတ်တက်ရေးရကောင်းဆောင်မှုတည်းရဖြစ်ပါတယ်လို့ကင်ရဲတိကသတင်းထုတ်ပြန်ထားပါတယ်ရှင်။